မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲ update သတင်းကတော့ KNB နဲ့ဖာပေါ်မြို့နယ်မှာစစ်ကောင်စီရဲ့တောင်းတုံးလုံးနဲ့စင်စွဲစကမ်းနှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သား16ဦးသေဆုံးပြီး120မမအမြောက်ပါဝင်လက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ9ရက်နေ့မှာဖာပေါ်မြို့နယ်ဖာပေါ်ကမာမောင်းလမ်းပေါ်မှာရှိတဲ့စစ်တပ်ရဲ့စင်စွဲစကမ်းကို၎င်းဒီသမလာ17ရက်နေ့မနက်7:00နာရီကမှာတောင်းတုံးလုံးစကမ်းကို၎င်းအပိတ်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်တောင်းတုံးလုံးစကမ်းသိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား16 ဦးတည်ဆုံးပြီးတော့ဒုတက်ရင်းမှုအပါအဝင်စစ်သားအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းမှာစစ်သားများအုံပြုတယ်120မမလက်နက်ကြီး1လက်87မမလက်နက်ကြီး3လက်60မမလက်နက်ကြီး2လက်အပါအဝင်လက်နက်ငယ်များခဲယမ်းများနဲ့မီးစက်3လုံးတို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲများကိုဒီသမလာ၄ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်တပ်မတော် PDF မာပြည်သူလွတ်မြောက်ရေးတပ်တော် BBLA နဲ့ Force of Federal Democracy FFD အဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များကတိမ့်ပတ်ရရှိခဲ့တဲ့အကြမ်းဖက်စစ်တပ်စခန်းများဟာဖာပုံကမမောင်းလမ်းမဆက်သွဲရေးမှာအဓိကကျတဲ့စခန်းများဖြစ်ပြီးတော့စစ်ရေးဗျူဟာအရအရေးပါတဲ့စခန်းများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းတောင်ငူမြို့နယ်မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့လေဒါစခန်းတို့ကိုတရားခွန်မမရှော့တိုက်ဒုံများနဲ့ပြစ်ခတ်တိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ17ရက်နေ့ည7:00နာရီကအချိန်မှာတောင်ငူမြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကိုတရားခွန်မမရှော့တိုက်ဒုံ၄လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာနှလုံးဟာအောင်မြင်စွာကြက်ရောက်ပေါက်ခွဲခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။တောင်ငူမြို့မှာရှိတဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခက ပဲခူးတိုင်းဒေတာကြီးကရင်ပြည်နယ်မြောက်ဘက်ခြမ်းဒေတာများနဲ့၎င်းနဲ့ထိစပ်နေတဲ့နေရာဒေတာများမှာရှိတဲ့တော်လိုင်းအင်အားစုများနဲ့အပြစ်မဲ့တဲ့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်နေကြတဲ့စစ်တပ်ကို အဓိကအမိန်ပေးကိုကဲနေတဲ့တိုက်စစ်ဌာနချုပ်ဖြစ်တယ်လို့သိရပါဗါတယ်။တော်လိုင်းရဲ့အရွေးတစ်ခုဖြစ်ပေါ်စေရန်ရည်ရွယ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါဗါတယ်။တိုင်းစစ်ဌာနချုပ်များကိုတိုက်ရိုက်တိုက်ခတ်ခြင်းအပြင်အဲ့ဒီပင်မစစ်ဌာနချုပ်နဲ့အတူအဲ့ဒီဌာနချုပ်ရဲ့ COC အောက်မှာရှိတဲ့တပ်များလဲပြိုအင်အားချိနေစေရန်ရည်ရွယ်ပြီးတော့တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အလားတူပဲမနေ့ကဒီဇင်ဘာလ17ရက်နေ့ည7:00နာရီအချိန်မှာတောင်ကုန်မြို့အခြေဆိုင် K2 မဒီလေးတပ်စခန်းအတွင်းကိုတရခွန်မောင်းမှာရှော့တိုက်တုံး၅လုံးနဲ့ပစ်ခတ်တိုက်ခတ်ရာ ပုံလုံးဟာအောင်မြင်စွာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။တောင်ငူလေးတပ်စခန်းဟာတော်လန်ရေးတပ်ဖွဲ့ဝင်များနဲ့ပြည်သူလူထုအပေါ်ကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတဲ့အတွက်ကြောင့်လေတပ်ပြိုလဲရေးလုပ်ငန်းစဉ်နဲ့မစ်ရှင်တစ်ခုအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးတိုက်ခိုက်မှုများကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF နဲ့တန်တော်မြောက်ပိုင်းအထုဒေသအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်မှာရှိတဲ့ဟိုတယ်ကိုအမျိုးသမီးတအုပ်ကိုခေါ်လာကလာရောက်ပြီးတော့တဲခုန်နေတဲ့စစ်ကောင်စီတပ်အရာရှိကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် PDF ဆိုပြီးတော့ထင်မှတ်ပြီး စစ်ကောင်စီအချင်းချင်းမှာရင်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၆မြို့မှာရှိတဲ့ Royal 6 Hotel ကိုပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကတနက်အတူတလက်ကိုင်းဆောင်လာပြီးတော့လာရောက်တဲခိုတဲ့စစ်တပ်အရာရှိကို PDF ဆိုပြီးထင်မှတ်ပြီးတော့မှာရင်တိုင်ကြရာကနေစစ်ကောင်စီအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားခဲ့ကြတယ်လို့တပ်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစာ27ကအရာရှိကို PDF လို့ထင်ပြီးတော့လာပြီးပြစ်ကြတာဟိုကလည်းပြန်ပြစ်တာဝါစီလာနာစတပ်ဖွဲ့ဘက်ကတယောက်သေးတယ်စေယုံကိုရောက်တဲ့သူတွေလည်းရောက်ပေါ့ ကပါစာကအရာရှိကတော့စေးုံတည်ထားရတယ်လို့တပ်သတင်းရေးမြစ်ကပြောကြားထားပါတယ်။လာရောက်ပြီးတော့တဲခုရဲ့စစ်တပ်ကအရာရှိဟာ၎င်းကိုင်ဆောင်လာတဲ့တနတ်ကိုအများမြင်သာအောင်လို့ကြွားပြီးတော့ထုတ်ပြရာကနေ PDF ဆိုပြီးထင်ပြီးတော့ဝါစီလာနာစလုံခြုံရေးနဲ့ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများဆက်ယုံအဖွဲ့များကအခြေချနေထိုင်နေဗိုလ်ရဲအိမ်အမှတ်60ကစစ်ကောင်စီတပ်ဖွဲ့များရောက်ရှိလာပြီးတော့စစ်ကောင်စီအချင်းချင်းမှားယွင်းပစ်ခတ်ကြခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ရောထံကသိရှိရပါတယ်ပစ်ခတ်မှုဖြစ်စဉ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်တေဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ် လာရောက်တဲခိုတဲ့စစ်တပ်ဘက်ကအရာရှိဟာကစုံးမကပါစာ21ကအရာရှိတအုပ်ဖြစ်ပြီးတော့၎င်းလဲဒဏ်ရာရရှိသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်များကဗမော်မြို့တိမ့်တိုက်ပွဲဆင်နွှဲလျက်ရှိရာမြို့ရဲ့ area အများစုကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်ပြီးတော့ဗမော်မြို့တိမ့်တိုက်ပွဲနဲ့မန်စီမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းများကို KIA နဲ့မဟာမိတ်တပ်များကတပြိုင်တည်းထဲထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။မြို့တိမ့်တိုက်ပွဲ၉ရက်ရှိလာတဲ့အချိန်မှာစစ်ကောင်စီတပ်ဆွဲရာနေရာအများအပြားကို KIA ကတိမ့်ပိုက်ထားနိုင်ပြီဖြစ်ကြောင်းစုံစမ်းသိရှိရပါဗျ။မြို့တွင်းရဲ့85ရာခိုင်နှုန်းလောက် ကိုပဲတင်းနိုင်သေးတယ်လို့ဒေတာကန်ရဲ့ပြောဆိုချက်အရသိရပါတယ်ဗမော်မျိုးရဲ့အဓိကစကခ27နဲ့ခလာရ40ခွန်ကိုတော့ဝင်ရောက်နိုင်တာမကြသေးပါဘူးတိုက်ပွဲကတော့ဆက်ဖြစ်နေသေးပါမြေပြင်အခြေအနေကိုစောင့်ကြည့်နေသေးပါလို့ကချင်စီရေးလေးလာသူဥဇော်ဆန်ကပြောကြားထားပါတယ်အခြားကချင်စီရေးသတင်းရင်းမဲ့တအူးကလည်းဒီဇမလ17ရက်နေ့တိုက်ပွဲမှာ KIA တိမ့်ပိုက်ထားပြီးဖြစ်တဲ့ဗမော်တက်ကတူကနေရှေ့ကိုဆက်တိုးနိုင်ခဲ့ပြီးတော့မြို့တွင်းအောင်မြေချက်နေကစစ်တုံးဘန်းနဲ့လက်နက်များကိုထပ်မံရရှိထားကြောင်းလည်းဖော်ပြထားပါတယ် ၎င်းကဗမော်မျိုးသိမ်းတိုက်ပွဲအခြေအနေများကိုနေ့စဉ်အသိပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီဇင်ဘာလ10ရက်နေ့တိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ခြေကုပ်ယူထားတဲ့နေရာရှစ်နေရာကိုသိမ်းနိုင်ခဲ့ပြီးတော့စစ်ကောင်စီခြေကုပ်ယူရာဟိုတယ်တချို့ကိုလည်းရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့အဲ့ဒီစစ်ရေးသတင်းရေးမြစ်ကပြောပါဗျ။ဗမော်မိုးမောက်မျိုးဂျားမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီရဲ့အလောင်းများနဲ့ခဲယမ်းများကိုရရှိခဲ့တယ်လို့သိရပါဗျ။ KIA အနေနဲ့ဗမော်မျိုးသိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့အချိန်မှာတရုတ်အစိုးရဟာ KIO ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လာကိုတရုတ်နိုင်ငံကုမင်းမြို့ကိုဖိတ်ခေါ်ပြီးတော့ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ KIU ဥက္ကဋ္ဌရဲ့တရုတ်ခရီးစဉ်ဆွေးနွေးမှုအခြေအနေများကိုလည်းဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။တရုတ်အစိုးရဟာမြေကြီးနားနဲ့ဗမော်ကိုတိုက်ခိုက်ခြင်းမပြုရန် KIA ကိုဖိအားပေးမှုတွေရှိခဲ့ကြောင်းသတင်းရင်းမြစ်တချို့ကရခင်ကပြောကြားထားပါဗျ။အခုလိုမျိုးတရုတ်ဘက်ကဖိအားတွေရှိနေတော့လဲ KIA အနေနဲ့ ်ဗမောအပါအဝင်မြစ်ကြီးနားဖားကတ်ဝိုင်းမော်မြို့များကိုဆက်လက်ပြီးတော့တိုက်ခိုက်သိမ်းပိုင်နိုင်ခြေရှိကြောင်းကချင်စီရေးလေးလာသူဦးစော်ဆန်ကသူ့ရဲ့အမြင်ကိုတုံ့တက်ပြောဆိုထားပါတယ်တရုတ်ကဘာပဲပြောပြော KIO ဘက်ကတော့သူလုတ်เสียရှိတာကိုဆက်ပြီးတော့လုတ်သွားလိမ့်မယ်လို့တုံ့တက်ပါတယ်တရုတ်အစိုးရရဲ့ဖိအားနဲ့လွှမ်းမိုးမှုတွေဟာဘလောက်အထိတက်ရောက်မှုရှိမရှိဆိုတာဟာဗမော်တိုက်ပွဲအခြေအနေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့တွေသိနိုင်မှာဖြစ်ပါတယ်လို့ဦးစော်ဆန်းကဆက်ပြောထားပါတယ် KIA အနေနဲ့ဗမော်မျိုးသိမ်းတိုက်ပွဲနဲ့အတူဆင်နွှဲနေတယ် ်မန်စီမြို့မှာရှိတဲ့လက်ကျန်စစ်ကောင်းစီရဲ့တပ်များကိုလည်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား5ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ17ရက်နေ့မနက်9:00နာရီအချိန်ကစကိုင်းမြို့အခြေစိုက်တပ်မ33ကနေထွက်လာတဲ့ကားဆက်တစီးပါတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတနေရာမှာစစ်ရင်တန်းရဲ့6စီးမြောက်ကားကိုဗရေဒါမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်တေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။အလားတူပဲနိုဘမာလာ20 25ရက်နေ့ကလည်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတနေရမှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုဗမာလွတ်မြောက်ရေးတပ်ဦး BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ ရဲဘော်ညီကိုများကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကားတစ်စီးထိမှန်ပြက်စီးခဲ့ပြီးတော့စစ်သား9ဦးတေဆုံးကနောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စင်ရေးတိုက်ခိုက်မှုများအတွေ့မှာစစ်တပ်ကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုတွေရှိခဲ့တော့လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲသကိုင်းတိုင်း6ဦးမြို့နယ်မုံရွာ6ဦးလမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်တပ်ရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်ကြောင်း Area 71 PDF မုံရွာအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မနေ့ကဒီဇင်ဘာလ17ရက်နေ့မနေ့9:16မိနစ်အချိန်သခိုင်းမြို့တပ်မ33ကနေမုံရွာမြို့ဘက်ကိုထွက်လာတဲ့စစ်ကား7စီးပါတဲ့စစ်ရင်တန်းကဒုတိယမြောက်ကားကိုမုံရွာ6ဦးလမ်းပိုင်းပေါ်မှာပရိဒါမိုင်း၅လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကားဟာမိုင်းစထိမှန်ပြီးတော့ထိုးရက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးကားထိုးရက်သွားပြီးတဲ့နောက်မှာနောက်ကနေကပ်ပါလာတဲ့ ကားပေါ်ကစစ်သားများနဲ့ကင်းမုံဝင်နေတဲ့စစ်သားများကလက်နိုင်ငယ်များနဲ့လမ်းဘေးဝဲရာကိုရန်တံပစ်ခတ်ခဲ့တယ်လို့သိရပါဗါးမိုင်းဆွဲပြီးတော့နောက်ကနေလိုက်ပါလာတဲ့ကားပေါ်ကနေလဲလက်နိုင်ငယ်တွေနဲ့ရန်တံပစ်ခတ်တာတွေရှိပါတယ်ပြီးတော့ကင်းမုံဝင်နေတဲ့စစ်ခွေးတွေကလည်းရန်တံပစ်ခတ်တာတွေရှိတယ်အဲ့ဒီလိုမျိုးပစ်ခတ်နေတဲ့ကြီးစန်းတွေဂျားတွေကနေရဲဘော်တွေခက်ခက်ခဲခဲနဲ့ဘေးအန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်မိုင်းထိတဲ့ကားကခဏရက်တန့်သွားပြီးတော့ရှေ့ကိုဆက်မောင်းသွားတာကိုတွေ့လိုက်တယ်ထိခိုက်သေးဆုံးတာတော့မသိရသေးဘူးလို့ Area 71 People Defense Force မုံရွာအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။၎င်းတက်ခတ်မှုကို Area 71 PDF မုံရွာနဲ့မုံရွာမြို့ပြည်သူ့ကာကွယ်ရေးဖောက်ခွဲရေးအဖွဲ့နဲ့အညာ Defense Force အဖွဲ့တို့ကပူးပေါင်းတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကြိမ်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC တရားရုံးကဖမ်းဝရန်ထုတ်ရန်လျှောက်ထားမှုကိုကြိုဆိုပြီးဖမ်းဝရန်ထွက်လာပါကဗြိတိန်အစိုးရနဲ့ ICC အဖွဲ့ဝင်နိုင်ငံများကဖမ်းဆီးပေးရန်ဗြိတိန်ပါလီမန်မှာအမတ်6ဦးကအဆိုတင်သွင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ9ရက်နေ့မှာအဲ့ဒီအဆိုကိုဗြိတိန်လွှတ်တော်အမတ်6ဦးဖြစ်တဲ့တတိပုဂ္ဂလလွှတ်တော်အမတ် Adam Shocket Cam Ayubi Colby Jeremy Mohammed Iqbal Democratic Unionist Party ကလွှတ်တော်အမတ် Shannon Jim နဲ့ Scottish National Party က O'Hara နဲ့ Brandon တို့ကလက်မှတ်ရေးထိုးပြီးတော့အစိုးတင်သွင်းလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ Britain နိုင်ငံဟာ ICC တရားရုံးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်လို့သိရပါတယ်။ Britain Parliament မှာတင်သွင်းတဲ့အဲ့ဒီအစိုးမှာမင်းအွန်လိုင်းကိုနိုင်ငံတကာဥပဒေချိုးဖောက်မှုစစ်ရာဇဝတ်မှုများနဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့ဆက်ဆက်နေတဲ့ခိုင်လုံတဲ့တပ်တွေအထောက်အထားများနဲ့ဖန်ဝရန်ထုတ်ရန်နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့တောင်းဆိုမှုကိုကြိုးဆိုကြောင်း ဖရန်ထွက်လာပါကဗြိတိန်အပါအဝင် ICC နိုင်ငံများက၎င်းတို့ရဲ့နယ်မြေအတွင်းကိုမင်းအောင်လှိုင်ဝင်ရောက်လာပါကဖမ်းဆီးပေးရန်ဖမ်းဝရမ်းကိုလိုက်နာဆောင်ရွက်ရန်ဆိုတဲ့အချက်များပါဝင်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရန်ဗြိတိန်ပါလီမန်ကကြိုးဆိုသလိုမျိုး ICC အဖွဲ့ဝင်နိုင်ငံများအားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်းလိုအပ်ကြောင်း Free Rohingya Coalition ရဲ့ပူရဲတီထောင်သူ Ronin Sanlwin ကတုံ့တက်ပြောဆိုထားပါရယ်။မင်း online ကို Power Run ထုတ်ပေးဖို့အတွက် ICC ရှင့်နေချုပ်ကရှောက်ထားပြီးတဲ့နောက်မှာ တရုတ်ကတုံ့ပြန်တယ်အခု Britain Parliament ကလည်းတုံ့ပြန်တယ်တုံ့ပြန်တာချင်းတော့မတူဘူး Britain အမတ်တွေကစိုးစိုးကြတယ် Parliament ထွက်လာပြီးတဲ့နောက်မှာ Britain က ICC အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့်မင်းအွန်လိုင်းအကြွေလာခဲ့ရင်ဖမ်းပေးဖို့တာဝန်ရှိကြောင်းမှထည့်သွင်းပြီးတော့သတိပေးထားတယ်အခု Britain အမတ်တွေကစိုးစိုးကြတယ်လို့တခြားနိုင်ငံတွေကလည်းဒါကိုစိုးစိုးဖို့လိုပါမယ် ICC ကတော့ Israel ဝင်ကြီးချုပ်ကိုတော့မှဘသူမျက်နှာမှမထောက်ပဲနဲ့ Parliament ထုတ်လိုက်တာဆိုတော့မင်းအွန်လိုင်းအတွက်လဲဘသူကြိုက်ကြိုက် မကြိုက်ကြိုက်သူတို့ရဲ့တာဝန်အရ Parliament ထုတ်ဖို့လောက်ပါလိမ့်မယ်လို့ Free Rohingya Coalition ရဲ့ပူရဲတီထောင်သူ Ronnie Sanlwin ကပြောကြားလိုက်ပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို Rohingya များနဲ့ပတ်သက်ပြီးတော့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်မှုနဲ့ ICC ရှေ့နေချုပ်ကဖမ်းဝရမ်းထုတ်ပေးရန် ICC တရားရုံးကို November လနှောင်းပိုင်းမှာရှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ